ချင်းဖောင်းမြင်နေရတဲ့ဝတ်စုံကိုဝတ်ပြီးတော့တက်နေအားစားခမ်းမမှာဖျော်ပြနေတဲ့နန်းဝဝေမြင့် ကလေးတွေကိုလိမ္မာရင်ကြီးအောင်စာပေတွေကိုတင် जा ပေးခဲ့တဲ့နန်းဝင်မြင့်ကအခုတော့ခြားတယောက်လာလို့ထင်ရလားအောင်ပြောင်းလဲသွားခဲ့ပါပြီ။နန်းဝင်မြင့်ရဲ့ခန္ဓာကိုယ်ဟာအရှင်ကားထဲကြီးမားလာသလိုသူ့ရဲ့အောင်မြင်မှုတွေကလည်းကြီးမားလာခဲ့ပါရီ။အခုဆိုရင်နန်းဝင်မြင့်ဟာသစင်းပြပြတဲ့အလုံးနဲ့တလားကိုတင်းထောင်ကနန်းခံရရှိနေသူပါ။နဝေမြာဒီအပိုင်းထဲမှာတော့တက်နေအာစာခမ်းမာထဲမှာတွားရောက်ဖြောပြေးခဲ့ပြီးဝစ်စင်ထားတဲ့ဝစ်စားကအတိုင်းသားပေါ်လွင်နေတာကြောင့်ဝေဖန်ခံနေရသူပါ နယ်ဝင်မြင့်ကိုမြို့သားတွေကအားပေးတာကြောင့်တက်နေအားစားခန်းမတွေမှာဖြတ်ပြေးပေးဖို့တွင်ဖိတ်ကြားခံခဲ့ရပါတယ်။အမျိုးသားတွေပဲတည်တန်းရှိတဲ့တက်နေအားစားခန်းမတွေမှာနယ်ဝင်မြင့်ကအမိုက်စားကားတွေနဲ့တချင်းဆူပြခဲ့ပါတယ်။နဝင်မြာအမျိုးသားတွေပဲနေထိုင်တဲ့နေရာကိုဖျော်ဖြေရမှာဖြစ်တဲ့အတွက်အဝတ်စားကိုတော့လုံးလုံးကျုံကျုံဖြစ်အောင်ဝတ်ဆင်ထားပါရည်။ဒါပေမဲ့သူဝတ်ဆင်ထားတဲ့ဇာကတော့ပါလာနေတာကြောင့်ခနာကိုကိုထွင်းဖောက်မြင်နေရပါရည်။ ွင့်လင်းမြင်သာမဟုတ်ရှိတဲ့ဝက်စားကိုဝစ်ဆင်ပြီးရနောက်နန်းဝင်မြာတက်နေအားစားခမ်းမာတွေကိုရောက်လာပြီးတစင်းနေအပါတရားဖျော်ပြပေးပါရီစေပေါ်မှာတီဆိုရတာကိုအားမရတဲ့နန်းဝင်မြာအမျိုးသားတွေကြားတဲ့ကိုလည်းတွားကပြီးတော့တချင်းဆိုပြခဲ့ပါသေးတယ်အမျိုးသားတွေများစွာထိုင်နေတဲ့ထိုင်ကုန်ကြားတဲ့ကိုဝင်ပြီးတော့ခနာကိုကိုလှုပ်ရမ်းပြီးတော့တီဆိုနေတာကြောင့်သူ့ကိုအားပေးတဲ့သူတွေကတော့အားပေးရကြုံနေတော့မှာပါရှေ့မှာထိုင်နေတဲ့အရာရှိကြီးတွေကတော့နန်းဝင်မြင့်တရားရှေ့မှာလာကပြနေတာကိုစက်ကြည့်ရမလို့လို့မကြည့်ရတော့မလို့လို့ဖြစ်နေပြီးမျက်လုံးတွေကိုလွှဲထားရပါတယ် ပါလာတဲ့ဖောက်တင်းဝစ်စုံကိုဝစ်ဆင်ပြီးကနေတာကြောင့်နတ်ဝင်မြင်စာမြင်ရတဲ့သူတွေဟာရှက်နေကြရပါတယ်။တချိန်ကယောဂီဝစ်စုံလေးကိုဝတ်ပြီးတော့ယောဂီတပတ်လေးကိုပတ်ပြီးစာသင်ခဲ့တဲ့နတ်ဝင်မြင်ဟာအခုတော့ယောက်ျားတွေရဲ့ရှေ့မှာခနာကိုတာပေဝစ်စုံနဲ့ကပြတဲ့အထိပြောင်းလဲသွားခဲ့ပါတယ်။တော်ယုံမျိုးသမီးကတော့အမျိုးသားတွေကြားတဲ့အထိလှုပ်ရှားပြီး မကနိုင်ပေမဲ့လည်းနန်းဝေမြင့်ကတော့အရှမ်းပျော်နေတာကြောင့်လူကြားတဲ့အထီလေးကပြနိုင်သူဖြစ်ပါရင်နန်းဝေမြင့်လို့ပြောလိုက်ချုံနဲ့မြို့သားတွေကလည်းသဘောကျတာကြောင့်ပျော်ရှင်ရစီဖို့နန်းဝေမြင့်ကိုပွင့်ကားပေးလိုက်ကြပါရင်ပွင့်ကားတဲ့သူတွေကိုငှားရချိုးနဲ့အောင်နန်းဝေမြင့်ဟာမျက်စိရှိအထီလာကပြနိုင်သူဖြစ်ပါရင်နန်းဝေမြင့်ရဲ့နုပညာကြီးအားတညာကို330ကနေစတင်ပြီးဒီထက်ပိုပြီးတော့လေးရှားလေးရှိပါရင်နန်းဝေမြင့်ကစင်ပေါ်မှာခြေတော်တစ်ဖက်ကိုမျောလိုက်ကလေးကစတင်လူကြိုက်များသွားခဲ့တာပါ ဓမ္မစကူလိုဂိုကိုအသုံးပြုပြီးတော့ခနာကိုသားပေးကတွေကပြနေတာကြောင့်နှဲဝေမြင့်ကိုဖုံးဖုံးတွေကလည်းအသိပေးကြရပါတယ်။ကြိုင်မင်းနှဲဝေမြင့်ကတော့လုံးဝကူးမဆိုင်ခဲ့ပေပွဲတွေမှာဖျော်ဖြေရင်းနဲ့ချမ်းသာကြဲဝါတဲ့သူတရားဖြစ်လာခဲ့ပါတယ်။အချို့ပွဲတွေမှာနှဲဝေမြင့်ကိုအမှုပညာချေးဖြင့်သိန်းနီယာထိပေးတဲ့ပွဲတွေလည်းရှိပါတယ်။ အစိုးရတယောက်လိုအတန်းမကောင်းပေမဲ့လည်းနန်းဝေမြင့်ကိုချစ်လို့ဆိုပြီးတော့အားပေးတာကြောင့်တပွဲပြီးတပွဲဇက်တိုက်ဖြောပြနေရပါတယ်။နန်းဝေမြာဝင်းငွေကောင်းလာတာကြောင့် brand တွေတုံးလာနိုင်တာကိုအချို့တွေကစပွန်ဆာယူထည့်လို့ထင်ကြပါတယ်။တကယ်တော့နန်းဝေမြာဘယ်စပွန်ဆာကိုမှမယူထားဘဲသူစမ်းစားနေစူးစမ်းနေတဲ့သူတရားဖြစ်ပြီးစပွန်ဆာယူရင်ကို့ဘဝကိုမပိုင်တော့တာကြောင့်ရိုးရိုးသားသားအလုံးလုံးနေရသူပါလို့ရှင်းပြထားပါတယ်။တက်နေတဲ့သွားပြီးတော့အမျိုးသားတွေကိုတွားရောက်ဖြောပြပေးခဲ့တဲ့နန်းဝေမြင့်ပေါ်မှာပရိသတ်ကြီးရဲ့မြင်လေးကိုလည်းပြောခဲ့ပေးပါအောင်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ ်။နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီသင်းနဲ့တူပြန်လာခဲ့ပါအောင်ရှင်။